ဆရာတော်ရှင်ဆန္ဒအဓိကရွှေပါရမီတော်ရဟောကြားတော်မူတဲ့ဘဲလာဝေဝေနီနီလေးတရားတော်ဤတရားတော်ကိုကားနောက်ပူဇော်ခွင့်ပြုပါယံဆရာတော်အားယိုသေးလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာတရားတော်ကောင်းနောက်ပူဇော်ချက်အပိုင်း1အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံ စိတ်ွယ်ရအရနိုင်ပင် မကောင်းမှုကို ပြုတော်မမူသောမြတ်စွာဘုရားအရဟံပူဇော်သူကိုခံယူတော်မူထိုက်တော်မြတ်စွာဘုရားမျက်စိရှိမှ ရှိနေပေမဲ့စိတ်ထဲမှာမရှိရင်နီးလျက် ဝေးနေပါတယ်မျက်စိရှိမှမရှိပေမဲ့စိတ်ထဲမှာရှိနေရင် ဝေးလျက် နီးနေပါတယ်မျက်စိရှိမှရှိဖို့ထက် စိတ်ထဲမှာရှိဖို့ကပိုအရေးကြီးပါတယ်နားလည်မှုအပြည့်ပါတယ်မေတ္တာတရားသာရှိရင် စိတ်ထဲမှာအမြဲရှိနေမှာပါဘဲလောက်ဝေဝေနီနီလေးတဲ့အနေဝေးပေမဲ့အဝေးနေဖောက်ပါနဲ့လဲသဘောချင်းမတူဘူးလားဝေးกว่าတိုင်းกว่าဝေးရမှာလားနဲ့လဲသဘောချင်းတူပါတယ်လူချင်းဘဲလောက်ဝေဝေစိတ်ချင်းနီးနေရင်နီနီလေးပါပဲလူချင်းဝေးနေပေမဲ့စိတ်ချင်းနီးနေရင်တယောက်နဲ့တယောက်နီးနေတာပါပဲတဲ့ဒီစကားကိုပဲမြတ်စွာဘုရားကဟောထားတာယတမိတ်မနောနိဝေတတိ ပုံကူတယောက်ရဲ့အပေါ်မှာစိတ်ရောက်နေတဲ့ဆိုရင်အဲ့ဒီပုံကူနဲ့ဖဲ့လာဝေဝေနီနီလေးပါပဲတဲ့လူတယောက်ကိုကိုကတတိယနေရင်အဲ့ဒီလူနဲ့ဖဲ့လာဝေဝေနီနီလေးတဲ့တတိယချင်းနဲ့ပတ်သက်လို့လူတယောက်ကိုတတိယနေရင်အဲ့ဒီလူနဲ့ဖဲ့လာဝေဝေနီနီလေးပေါ့နော်တတိယရယ်တတိယရယ်ဆိုတာကမြန်မာမှုနယ်ပယ်မှာသုံးတဲ့စကားတိုင်းပြောတာပေါ့ယတမိန်မနောနိဝေတတိ ပုဂ္ဂိုလ်တယောက်ရဲ့အပေါ်မှာစိတ်ရောက်နေတယ်စိတ်သက်ဝင်နေတယ်စိတ်သက်ဝင်နေစိတ်သက်ရောက်တယ်ဆိုတာကမြန်မာလိုပြောတော့တတိရတာပါပဲတတိရတယ်လို့ဆိုပေမဲ့လူတယောက်ကိုကိုယ်စိတ်ထဲမှာမြင်နေတယ်လူတယောက်ရဲ့ပုံရိပ်ကိုယ်စိတ်ထဲမှာပေါ်နေတယ်ဆိုရင်တတိဟုတ်ရဲ့လားအရက်သုံးတတိတော့ဟုတ်တယ်ဘိရိကသုံးတတိတော့မဟုတ်ဘူးလူတရားကိုတတိယရတယ်ဆိုတာအဲ့ဒီလူရဲ့ပုံရိပ်ကိုယ်စိတ်မှာထင်းနေတာပဲစိတ်ရောက်တယ်အဲစိတ်ရောက်တယ်လို့ဆိုရင်မစိတ်ကဟိုကိုရောက်သွားတာဟုတ်ရဲ့လား လူတယောက်စီမှာဆိတ်ရောက်သွားတယ်လို့ပါဠိတော်ကဓာတ်ရိုက်ပြထားတယ်ပြထားပေမဲ့စိတ်ကတကယ်အပြင်းထွက်ပြီးရောက်သွားတာမဟုတ်ဘူးဟိုးဝေးကြီးမှာရှိနေတဲ့ကိုချစ်ခင်မြတ်နိုးတဲ့ကိုတင်ညိုလေးစားတဲ့သူစီကိုစိတ်ကလေးရောက်သွားတယ်စိတ်ကလေးကအဲ့ဒီလူစီကိုတကယ်ရောက်သွားတာမဟုတ်ဘူးအဲ့ဒီလူရဲ့ပုံရိပ်ကလေးကကိုယ်စိတ်မှာလားထင်တာဒါမဲ့အဲ့ဒီပုံရိပ်ကိုအသုံးချတတ်လို့ရှိရင်တော့တတိဖြစ်နိုင်တာပေါ့ သမထပုံစံလေးနဲ့အသုံးချရင်သမထတတိဝိပဿနာပုံစံနဲ့အသုံးချရင်ဝိပဿနာတတိပေါ့ပုံကိုယ်တရားကိုတတိရတယ်ကျမ်းမာပါစေချမ်းသာပါစေမေတ္တာပို့လိုက်လို့ရှိရင်မေတ္တာတတိသမထတတိဖြစ်သွားတယ်ပုံကိုယ်တရားရဲ့ပုံရိပ်ကိုယ့်မျက်စိမှာထင်လာတယ်မြင်လာတယ်တကယ်မျက်စိနဲ့ဒါရိုက်မြင်မှမဟုတ်ဘူးစိတ်ထဲမှာမြင်နေတာကိုမြင်တယ်မြင်တယ်ကိုမြင်တယ်လို့မှတ်ရင်လည်းဝိပဿနာပဲ ဖြစ်ပြက်မြင်မှဝိပဿနာကတော့ဖြစ်တာပေါ့ဒါပေမဲ့ပထမဆုံးသဘောကိုသိမှဖြစ်ပြက်ကမြင်လာဆိုတော့သဘောကိုသိဖို့မြင်ဖို့မြင်တယ်မြင်တယ်လို့မှတ်ရပါတယ်တရားအထုတ်တဲ့အခါတရားထိုင်တဲ့အခါကျတော့ဟိုလူပုံပေါ်လားဒီလူပုံပေါ်လားမရှိဘူးလားရှိတယ်အဲ့ဒီဟာဆိုရင်တော့အဲအဲ့ဒီလိုနဲ့ပဲလာဝေဝေနီးနီးကလေးပဲပေါ့နော်အဲ့ဒီလိုပုံရိပ်တွေပေါ်လာရင်မြင်မြင်တယ်လို့မှတ်လိုက်ရမှာပဲပါဇက်က မြင်တယ်မြင်တယ်လို့ဆိုနေတာကအဓိကမဟုတ်ဘူးမြင်တဲ့သဘောလေးကိုတရားကြည့်တရားသိနေဖို့ကအဓိကအဲ့ဒါဆိုရင်ကိုယ်စိတ်ထဲမြင်နေတဲ့လူနဲ့ပတ်သက်ပြီးဝိပဿနာတတိဖြစ်သွားတယ်ပေါ့အဲ့ဒီလိုဆိုရင်လူတရားကိုတတိရတာဟာတတိအစစ်လည်းဖြစ်နိုင်တာပဲကိုယ်အသုံးချတာမှဖြစ်တာတမထပုံစံလေးနဲ့အသုံးချလာရင်တမထတတိဝိပဿနာနဲ့ဆိုရင်ဝိပဿနာတတိပေါ့ရိုးရိုးတတိရယုံတသက်ပုံရိပ်ထင်ယုံတသက်ဆိုရင်တော့တတိ မဖြစ်ဘူးအယတ်တုံးတတိတော်ဖြစ်ခြင်းဖြစ်မယ်ပြီးဒီကတုံးတတိဝိပဿနာနဲ့ပဲတုံးတတိတော်မဖြစ်ဘူးပေါ်ရိပ်တွေထင်ထင်လာတာမရှိဘူးလားရှိတယ်နော်အခုတရားထိုင်နေရင်တရားနာနေရင်တောင်မှပုံရိပ်တစ်ခုခုထင်ရင်ထင်နေမှာဗာပုံရိပ်ညာပုံရိပ်စသည်အားဖြင့်ပေါ့တရိယာချင်းဆိုတာတွေကိုဘဝမှာခဏခဏကြုံဘူးကြတယ်ပုံရိပ်တွေကိုယ်စိတ်မှာခဏခဏထင်ခဲ့ဘူးကြတယ်ပုံရိပ်အစစ်တွေလားပုံရိပ်ရောင်တွေလား ပုံရိပ်ရောင်လေပုံရိပ်စင်မဟုတ်ဘူးပေါ့ကိုကိုတကယ်ချစ်လို့ချစ်ဟန်ပြရတယ်ဆိုရင်တော့ပုံရိပ်စစ်ပေါ့ကိုကိုတကယ်မချစ်ဘဲနဲ့ချစ်ဟန်ဆောင်ခဲ့တယ်ဆိုရင်တော့ပုံရိပ်ရောင်လေပေါ့ပုံရိပ်ရောင်လေကြီးပဲများနေတယ်ဆိုရင်တော့ကိုကိုချစ်တဲ့သူတရားမှမရှိဘူးပေါ့ပုံရိပ်စစ်ပဲဖြစ်ဖြစ် ပုံရိပ်ရောင်ပဲဖြစ်ဖြစ်တတိရတယ်ဆိုတာစိတ်ထဲမှာပုံရိပ်တွေထင်နေတာကိုတတိရတဲ့သူစီကို ကိုစိတ်ကတကယ်ရောက်သွားတာမဟုတ်ဘူး ကိုတတိယရဲ့သူကကိုယ်စိတ်မှာပုံရိပ်လာတင်လာဒါပေမဲ့အရက်သုံးစကားအတိုင်းမြန်မာစကားသုံးနှုန်းနဲ့သူတွေကိုပြောနေတာဆိုတော့အဲသူစီစိတ်ရောက်သွားတယ်ဘသူစီစိတ်ရောက်သွားတယ်စသဖြင့်ပြောရတယ်ပေါ့အဝေးမှာနေသူတရားရောက်စီကိုစိတ်ရောက်တော့အားဖြင့်တတိယနေရင်အဲ့ဒီတယောက်က ကိုနဲ့နီးနေတယ်အဲ့ဒီတယောက်ကကိုနဲ့ဖဲ့လာဝေးဝေးနီးနီးလေးပေါ့လူတယောက်ကိုတတိယလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီလူက ကိုနာရောက်လာတော့တာပဲရက်စီရှိရောက်လာတာမဟုတ်ဘူးစိတ်ရှိရောက်လာတာစိတ်ထဲမှာအဲ့ဒီလူရှိနေတာဟာကို့အနားမှာအဲ့ဒီလူရှိနေတာ ਨੇ တူတူပဲမျက်စိရှိမှရှိနေပေမဲ့စိတ်ထဲမှာမရှိရင်နီးရက်နဲ့ဝေးတယ်မျက်စိရှိမှမရှိပေမဲ့စိတ်ထဲမှာရှိရင်ဝေးရက်နဲ့နီးတယ်အဲ့တော့မျက်စိရှိမှရှိဖို့တဲ့စိတ်ထဲမှာရှိဖို့ကပိုအရေးကြီးတယ်မျက်စိရှိမှလည်းရှိစိတ်ထဲမှာလည်းရှိရင်တော့အကောင်းဆုံးပေါ့ ။တတိပါရင်ပြပြသွားမယ်။တတိယခြင်းကနှစ်မျိုးရှိတယ်။ကိလေသာနဲ့တတိယခြင်းနဲ့ဘာဝနာနဲ့တတိယခြင်းဆိုပြီးတော့ကိလေသာနဲ့တတိယခြင်းဆိုတဲ့ကောင်းစဉ်အောက်မှာလည်းတတိယခြင်းနဲ့အများကြီးရှိတယ်။တဏှာတတိ၊ဒေါသတတိ၊လောဘတတိ၊မာနတတိ၊အိတ်သာတတိ၊မစ္စရိယတတိစသဖြင့်ကိလေသာအမျိုးအစားရှိသလား။တတိယခြင်းအမျိုးအစားတွေအများကြီးပဲ။လူတရားကိုတတိယရဲအဲ့ဒီလူပေါ်မှာတာယာနှစ်သက်တတ်မှတ်တဲ့စိတ်ဖြစ်နေတယ်အဲ့ဒါဆိုရင် တဏှာနဲ့တတိယချင်းပေါ့သူနဲ့ပြောခဲ့ပါခဲ့ကြီးနုခဲ့တာလေးတွေပြန်တွေးပြီးတတိယနေရဆိုရင်လည်းတဏှာနဲ့တတိယချင်းသူနဲ့ဘဲတော့တွေးရမယ်ဘဲသွားမယ်ဘာလုပ်မယ်ဘာပြောမယ်တရားစရာလေးတွေတွေးပြီးတော့တတိယတယ်ဆိုတဏှာနဲ့တတိယချင်းလူတယောက်ကိုတတိယတယ်သူ့ပြစ်တွေတွေးပြီးတော့မချင်းမနှက်ဖြစ်နေတယ်နာကြီးမုန်းတီးတဲ့စိတ်တွေဖြစ်နေတယ်ဒါဆိုဒေါသနဲ့တတိယချင်းလူတယောက်ကိုတတိယတယ်သူနဲ့ကိုနဲ့ပြန်ပြီးတော့စဉ်းစားနေတယ်ငါသူ့ထက်တာရမယ်သူကဘာမို့လို့လဲ သူနဲ့ကနဲ့တန်းတူတယ်ဒီလိုအတွေးတွေတွေးနေမှဆိုရင်တော့မာနနဲ့တတိယချင်းကို့ပြန်ဘက်ကိုတတိယပြီးတော့အဲကို့ပြန်ဘက်ကြီးပွားချမ်းသာတာကိုမခံစားနိုင်တဲ့စိတ်မနာလိုတဲ့စိတ်နဲ့တတိယနေတယ်ဆိုရင်အိတ်တာနဲ့တတိယချင်းလူတယောက်ကိုတတိယရတယ်သူ့ကိုငါကဘာလို့ပေးရမှာလဲသူ့ကိုငါဘာမှပေးစရာမလိုဘူးငါလိုသူမကြီးပွားစေရဘူးငါလိုသူမအောင်မြင်စေရဘူးဒါဆိုရင်မစ္စရိယနဲ့တတိယလားစသည်အပြင် ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာပေါ်မူတည်ပြီးတော့တတိယခြင်းမျိုးမျိုးရှိနိုင်တယ်။ကိလေသာအမျိုးမျိုးတစ်မျိုးမဟုတ်တစ်မျိုးနဲ့တတိယနေနိုင်တာပေါ့။ဘာဝနာနဲ့တတိယခြင်းဆိုတဲ့နေရာမှာလဲကိုယ်တတိယတဲ့ပုဂ္ဂိုလ်ကိုကျမ်းပါပါစေ၊ချမ်းသာပါစေ၊အဆစာရရအဆင်ပြေပါစေ၊ထာဝရအေးချမ်းပါစေစသဖြင့်မေတ္တာပို့လိုက်မယ်ဆိုရင်မေတ္တာနဲ့တတိယခြင်းမှာပဲလူတစ်ယောက်ကိုတတိယတဲ့အခါမှာသူ့ပေါ်ကူညီခဲ့တာတွေ သူ့ကိုလူခဲ့တန်းခဲ့ပေးကန်းခဲ့ဆွကြဲခဲ့တာပြီးပြန်တတိရတယ်ဆိုရင်တော့စာကနှုတ်တတိနဲ့တတိရခြင်းတနည်းပြောရရင်တော့ဒါနနဲ့တတိရခြင်းပေါ့ဘုရားကိုတတိရလို့ဂုံတော်ပွားလိုက်တယ်ဆိုရင်ဗုဒ္ဓနှုတ်တတိနဲ့တတိရခြင်းတန်ခါကိုအာယုံပုံရိပ်ထင်လာလို့တန်ခါဂုံပွားလိုက်တယ်ဆိုရင်တန်ခါနှုတ်တတိစသဖြင့်တတိရခြင်းကလည်းအများကြီးပါပဲလူရင်းကတော့ခိလေသာနဲ့တတိရခြင်းရယ်ဘာဝနာနဲ့တတိရခြင်းရယ်နှမျိုးရှိတယ် အဲ့ဒီနှမျိုးထဲမှာကိလေသာနဲ့တရိယာချင်းမှာခေါင်းဆောင်ကတဏှာမို့လို့ဇန်နာရီကိုခေါင်းစဉ်မတက်တော့ဘဲနဲ့တဏှာနဲ့တရိယာချင်းလို့အတိအကျခေါင်းစဉ်တက်လိုက်မယ်။ဘာဝနာနဲ့တရိယာချင်းမှာလည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတရိယာတဲ့အခါမှာမေတ္တာကသာအဓိကဖြစ်လေရှိရမို့မေတ္တာနဲ့တရိယာချင်းလို့ခေါင်းစဉ်တက်ရအောင်။ဒါဆိုမေတ္တာနဲ့တရိယာချင်းတဏှာနဲ့တရိယာချင်းဆိုပြီးတရိယာချင်းနှမျိုးမကောင်းတဲ့တတိယချင်းမှာဒေါသမာနအိတ်တာမစ္စရိယာတွေဖြစ်ပြီး တတိယတာရှိတော့ရှိတယ်။ကောင်းတဲ့တတိယချင်းမှာဗုဒ္ဓနုတတိ၊တန်ခါနုတတိ၊ဇာခါနုတတိတွေဖြစ်ပြီးတတိယတာတွေလည်းရှိတယ်။ဒါပေမဲ့ညာတော့အပြင်တတိယတဲ့တတိယတဲ့ဆိုရင်တဏှာနဲ့တတိယတာရဲ့မေတ္တာနဲ့တတိယတာရဲ့အဲ့ဒီနဲ့မျိုးအဓိကတဏှာနဲ့တတိယရဲဆိုတာကတော့ပုံကိုတရားရကိုတတိယလိုက်ပြီဆိုတာနဲ့သူနဲ့အတူပြောခဲ့ပါခဲ့ဂျီနုခဲ့ပြောခဲ့ဆိုခဲ့ဤမောခဲ့တာတွေ တာယာမှုခံစားခဲ့ရတာတွေဂျီနုချမ်းမြေ့ခဲ့ရတာတွေပြန်တတိရတယ်ဒါကအတိတ်ကိုပြန်တတိရတာပေါ့အနာဂတ်အနေနဲ့သူနဲ့တွေ့လို့ရှိရင်ဘယ်သွားမယ်ဘယ်လာမယ်ဘာလုပ်မယ်ဘာစားမယ်စသည်အပြင်တတိရတယ်အဲ့ဒါဆိုတဏှာနဲ့တတိရတာပဲဟိုးတော့ကအတူတူတွေ့ဆုံခဲ့စဉ်တော့ကပြောခဲ့ဆိုခဲ့တာတွေတတိရတယ်အခုလောလောဆယ်လဲအချိန်နေမပေးလို့ဝေးနေရပဲမဲ့ချက်ချင်းကိုတွေ့လာခြင်းနဲ့အတောင်မန်ပါရင်မင်းစီကိုဆိုတဲ့အတိုင်းတောင်မန်လေးသာပါရင် ကိုချစ်တဲ့သူစီပြေးပြီးတော့သွားပြီးတော့ကိုသွားလိုက်ချင်တာကိုတောင်မှန်ပါမမဟုတ်ဘူးသူ့တောင်မှန်ပါရင်လဲကိုစီအပြေးလေးလာခဲ့စေချင်တာပဲခုချက်ချင်းကိုပဲကိုချစ်တဲ့သူနဲ့တွေ့ချင်လောက်အောင်ကိုတတိယနေတာမျိုးတွေမရှိဘူးလားရှိတယ်နော်ဇွဲလမ်းမှုပြင်းထန်ရင်ပြင်းထန်သလောက်တန်ရော့စဉ်ကြီးရင်ကြီးသလောက် ကိုချစ်တဲ့သူနဲ့အချိန်တိုင်းကို တွေ့ချင်နေတာကိုတတိယလိုက်တဲ့အချိန်မှာ ကိုချစ်တဲ့သူနဲ့ကဝေးနေတွေ့ခင်ကလည်းမကြုံတော့ဝမ်းနေတဲ့စိတ်ကပါတွဲပြီးတော့မဖြစ်ဘူးလားအဲ့ဒါတဏှာနဲ့တတိယနေတာကနေဒေါသနဲ့ပါ တွဲလာတော့ဘုံတိုင်းကျဲပောက်ခွဲတဲ့အဲဒေါသတော့မဟုတ်ဘူးစိတ်ဖြစ်တဲ့ဒေါသလို့ခေါ်တဲ့အပျော့စားဒေါသပေါ့စိတ်စင်းရဲနေတယ်ဝမ်းနေနေတယ်ကြည်ခွဲနေတယ်လွမ်းဆွနေတယ်ဓာရီကဒေါသပဲကိုကြည်ခွဲနေပြီဆိုပြီးတချင်းရှိတယ်နော် อืมဒီလိုပဲပေါ့လေကိုချစ်တဲ့သူကိုတတိရတယ်ချစ်တဲ့အချင်းရာအပြင်တတိရတယ်လွမ်းတဲ့အချင်းရာအပြင်တတိရတယ်ချစ်တာကတဏလွမ်းတာကဒေါသချစ်တဏနောက်မှာလွမ်းဒေါသကကပ်ပါလာတယ်ချစ်တဏနဲ့တတိရတော့တဏရဲ့ထောင်းထုမှုတန်းကြောင့်ကိုစိတ်ပြပြကျိမွသွားတယ်လွမ်းဒေါသနဲ့တတိရတော့ဒေါသရဲ့ထောင်းထုမှုတန်းကြောင့်ကိုစိတ်ပြပြကျိမွသွားတယ်တတိမှရင်ပြပြသွားမယ်လို့ပြောရပါပဲ။ အမှန်ပြောရရင်တန်ရော့စင်လဲပူလောင်နေအဲ့ဒီတော့တဏှာနဲ့တတိရတယ်ဆိုရင်စိတ်အေးချမ်းလားစိတ်ပူလောင်လားဆိုတော့တဏှာဆိုတဲ့ဇာကလုံးကတော့ကြားလိုက်ရရင်ကြောက်စရာကြီးပေါ့တဏှာဆိုတော့လေရင်သီးတယ်လို့ထင်နေတာဘီးဒီကစာပေသုံးနေနဲ့ပြောတာမြန်မာစာပေအနေနဲ့ပြောမယ်ဆိုရင်တော့ချစ်တဲ့စိတ်နဲ့တတိရတာတန်ရော့စင်နဲ့တတိရတာတန်ရော့စင်နဲ့တတိရတဲ့စိတ်ရှိသေးလားလို့မေးရင် ရှိတယ်လို့ဖြေမယ်တဏှာနဲ့ကြမရှိဘူးဖြေတယ်ဘာလို့လဲဆိုတော့တန်ရောစင်နဲ့ကြတော့ဇာကလုံးကြီးလှလို့အဲတဏှာနဲ့တတိရတဲ့စိတ်ဆိုမရှိဘူးလို့ဖြေခြင်းကြတာပေါ့နော်အဲ့တော့တန်ရောစင်က10ပါးရှိတယ်အရင်ကတည်းကပြောတော့တန်ရောစင်ဆိုတာကချစ်တာကိုပြောတာကိုချစ်တဲ့သူပေါ်မှာချစ်နေတဲ့တန်ရောစင်ဆိုတာကတဏှာစာတိုင်းဆိုရင် brown ကြောက်ရှာကောင်းသေးတယ်ကာမရာဂတန်ရောစင်ကာမရာဂအရက်တုံးကြတော့အဓိပ္ပာယ်တမျိုးအဲတဏှာကလည်းအရက်တုံးကြအဓိပ္ပာယ်တမျိုးဖြစ်နေတော့ အရက်သုံးစကားအတိုင်းပဲပြောမယ်ဆိုရင်တော့အဲတန်ရောစင်နဲ့တတိယချင်းလိုပဲခေါင်းစဉ်တက်ရတာပိုကောင်းမယ်အဲ့တော့ဒါဆိုရင်တန်ရောစင်နဲ့တတိယချင်းမေတ္တာနဲ့တတိယချင်းနှစ်မျိုးပေါ့ဒီလိုမျိုးပြောကြမယ်ပေါ့တကယ်တော့တဏ္ဍာနဲ့တန်ရောစင်ကနာမည်ပဲกว่าတာအတိတ်ပဲအတူတူပဲကိုယ်စိတ်ကိုယ်ကိုအတန့်စင်ဆုံးဖြစ်ချင်ရင်တန်ရောစင်ဆိုရက်ဇကလုံးနှလာလေးနဲ့မှတ်လဲစားနဲ့တဏ္ဍာဆိုရက်ဇကလုံးထိထိလေးနဲ့ခန့်နာနာဆုံးဖပါပါ လူတယောက်ကိုတန်ရောစင်နဲ့တတိယနေတဲ့အချိန်ကိုယ်စိတ်ကိုစစ်ကြည့်ပူလောင်နေတယ်တင်းကျပ်နေတယ်မလွတ်လပ်တော့ဘူးလူတယောက်ကိုတန်ရောစင်စိတ်နဲ့တတိယနေရဟာအဲ့ဒီလူရဲ့ရှေ့မောင်မှာဒူးထောင်လက်မြောက်ပြီးအရှုံးပေးလိုက်တာနဲ့အတူတူပဲလူတယောက်ကိုချစ်မိပြီဆိုရင်အဲ့ဒီလူနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ပေးရမယ်အဲ့ဒီလူအတွက်အချိန်တွေပေးရမယ်အဲ့ဒီလူအလိုချအောင်အဲ့ဒီလူစိတ်ချမ်းသာအောင်လိုက်ရောမှုတွေပေးရတယ် အရှုံးမပေးရဘူးလားအရာတွေကသူတို့ပြုစုလုပ်ကိုင်းပေးရတယ်ဆိုတာအသာထတတိယနေရတာကိုကရှုံးတာစိတ်ထဲမှာဆွဲဆွဲလန်းလန်းတန်းတန်းတတာနဲ့အမှတ်ရနေရတာကိုကကိုယ်စိတ်ကိုကိုချုံနှောင်ထားရတာကိုချစ်တဲ့သူကိုတတိယနေတာဟာကိုယ်စိတ်ကိုကိုချုံနှောင်ထားတာပဲလူတယောက်ကိုတိတ်ချစ်တယ်ဆိုရင်တိတ်တတိယတာပေါ့လူတယောက်ကိုတတိယနေတယ်ဆိုတာဟာကိုယ်စိတ်နဲ့ကိုကိုဖြစ်နေတာမဟုတ်တော့ဘူးသူ့စိတ်နဲ့ကိုကိုဖြစ်သွားတာ လူတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီလူကိုထူးထောင်လက်မြအရှုံးပေးလိုက်တယ်ဆိုတဲ့ဇာတ်ကားကိုပဲထပ်ပြောခြင်းပါတယ်။အဲ့ဒီတော့တန်ရောစင်နဲ့တရိရတာကစကားလောင်အောင်ပြောတာနော်မေတ္တာနဲ့ကာယံကိုက်အောင်တဏှာနဲ့တရိရတာဟာအရှုံးပေးနေရတာစိတ်ပူလောင်တာစိတ်မအေးချမ်းဘူးနီးတော့နီးမနေဘူးလားဆိုတော့နီးနေတယ်နော်စိတ်ထဲမှာကိုချစ်သူပုံရိပ်ကလေးပေါ်နေတယ်ဆိုတာဟာနီးတော့နီးတယ်ဒါပေမဲ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုရင် ပူလောင်နေတယ်ပေါ့ဖအေးချမ်းဘူးမလွတ်လပ်ဘူးတင်းကျပ်တယ်အဲ့တော့တန်ရောစင်နဲ့မဟုတ်ဘဲနဲ့မေတ္တာနဲ့တတိယနိုင်ကြပါစေတပ်ပါအိစာမင်္ဂလာကို ရွှေကာတတိုင်းရပါစေနောက်ထပ်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ